လင်းရင်မတော်တဆနဲ့လူရီအများပြားခွယ်လုံးမာကိုရှေးဖြစ်ဟောထားခဲ့တဲ့အိန္ဒိယကပေတင်ဆီယာမှာ ရေကမြအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီ insider page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်မတော်တဆဖြစ်ရက်ကကမ္ဘာပေါ်ကလူအများအထွတ်တော့ထိလန့်စရာဖြစ်သွားခဲ့တာပါ။မနေ့ပြန်ဆိုရာမသိကြသလိုရှင်သန်နေတဲ့လက်ရှိစက္ကန့်ပိုင်းအတွင်းမှာကွယ်လွန်သွားနိုင်တယ်ဆိုတာကိုမိမောင်းထိုးပြသလိုဖြစ်နေခဲ့တာပါ။အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်မတော်တဆမှုကြောင့်လူပေါင်း242ယောက်ကွယ်လွန်သွားခဲ့ပါတယ်။လေယာဉ်ပေါ်မှာလိုက်ပါစီးနင်းခဲ့တဲ့သူတွေအားလုံး ုံးတဲကတယောက်သာအသက်ရှင်ကျန်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဖြစ်ရပ်ကိုအိန္ဒိယနိုင်ငံရဲ့နိုင်ငံတော်အဆင့်ဝန်ထဲစီရအထင်အမှန်လို့တောင်မှသတ်မှတ်လိုက်ရပါတယ်။လေရင်ကချွေရင်ချက်လေတစ်ခုမှမရှိနေခဲ့သလိုလေရင်မှုကလည်းပြန်တန်းချိန်နိုင်ပေါင်း8200အတွေ့အကြုံရှိရတဲ့တယောက်ဖြစ်ပါတယ်။အတွေ့အကြုံရှိရလေရင်မှုကမိုးထက်ကိုပြန်ပြီး9မိနစ်အကြာမှာ လေရင်မှုမမှန်တာကိုကြိုသိခဲ့ပါတယ်။ ဝိုင်းရင်လျင်မှုကြီးရအမြင့်ပေ625ပေရနေလေစိတ်ကလူတွေသိရှိစေဖို့အတွက်နောက်ဆုံးနေနဲ့အချက်ပြသတိပေးနေကြရပါဒါပေမဲ့လည်းလေစိတ်ကလူတွေကလည်းမကယ်တင်နိုင်တော့ပါဘူးလေစိတ်ကလူတွေကမကယ်တင်နိုင်ခဲ့ပေမဲ့ဘေဒင်ဆီယာမတူကဒီဖြစ်ရကြီးကိုကယ်တင်ဖို့လွန်ခဲ့တဲ့တစ်နှစ်ကလေးကစ조사နေခဲ့တာပါကယ်တင်ဖို့စ조사ခဲ့တဲ့ဘေဒင်ဆီယာမကတော့ Astro Shamedar ဖြစ်ပါတယ်ဘေဒင်ဆီယာမကအိန္ဒိယနိုင်ငံရဲ့နာမည်ကြီးဘေဒင်ဆီယာမတစ်ယောက်ဖြစ်ပါတယ် လူသိများပြီးတော့သူရဲ့ဟောချက်တွေကိုစောင့်ကြည့်တတ်ကြပါရင်ဗေဒင်ဆီယာမဟောရာတွေကိုတည်တံ့ဟောပေးတာမဟုတ်ဘဲနဲ့နိုင်ငံအတွက်ပါဗေဒင်ဆီယာမကအမြဲတမ်းကြီးစုပေးတာဖြစ်ပါတယ်။လာမေးတဲ့သူတွေကိုပဲဟောရာတည်တံ့မဟုတ်ပါဘူး။2024ခုနှစ်မှာဗေဒင်ဆီယာမကနိုင်ငံအတွက်ကြည်ရင်နဲ့လေရင်မတော်တဆဖြစ်နိုင်တယ်ဆိုတာကိုချိုသိခဲ့တာပါ။အိန္ဒိယနိုင်ငံရဲ့ဝေဟင်ထက်မှာပြန်တန်းနေတဲ့လေရင်တွေရဲ့မတော်တဆဖြစ်ရက်တွေနဲ့ ပူဆွေးနိုင်တယ်လို့သတိပေးခဲ့တာပါ။ဒါအပြင်ပို့ပြီးတော့ထူးခြားနေခဲ့တာကတော့2025ခုနှစ်မှာဖြစ်မှာလို့အတိအကျကိုပြောခဲ့တာပါ။2025ခုနှစ်မှာဖြစ်မှာကို2024ခုနှစ်ကလေးကကြိုပြီးတော့အတိပေးထားခဲ့တာပါ။ဒါပေမဲ့လည်းဗီဒင်ပညာဆိုတာကဒေတာရေရာတဲ့ပညာမဟုတ်တဲ့အတွက်လူတွေကအယုံကြည်မရှိကြပါဘူးတကယ်ဖြစ်လာမှာမဟုတ်ပဲပညာစမ်းပြီးတော့ရှောက်ဟောထားတဲ့ပညာရက်တွေလို့သာထင်နေကြတာဖြစ်ပါတယ် ဒါပေမဲ့ဘေဒင်ဆီယမ်မဟောသလိုတကယ်ကြီးဖြစ်လာခဲ့တာပါ2025မှာဖြစ်မယ်ဆိုတဲ့စကားအတိုင်းတကယ်ပဲဇွန်လ12ရက်နေ့မှာလေရင်ကထိုးကျသွားခဲ့တာဖြစ်ပါတယ် လေယာဉ်မတော်တဆမှုကြောင့်တစ်ချိန်တည်းမှာပဲလူရာချီရအကွက်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့လူတွေကဘေးဒင်ဆီယာမပြောခဲ့တာအမှန်ပါလားဆိုပြီးတော့ယုံကြည်သွားပါတယ်။အခုအချိန်မှသာအမှန်လို့ထောက်အောင်နေကြပြီမလဲ။အရာအလုံးက ဖြစ်ပြီးသွားပါပြီ။အရာအလုံးထဲမှာတယောက်တည်းဟာသာအသက်ရှင်ကျန်နေခဲ့တာဖြစ်ပါတယ်။လေရင်ကစေးချောင်းသားတွေနေတဲ့အဆောင်ပေါ်မှာဝင်တိုက်ခဲ့တာပါတဆက်တည်းမှာပဲလေရင်နောက်ပိုင်းကမိကိုတွေထွက်လာပြီးတော့ရက်ွက်ပေါ်ကို ထိုးဆင်းသွားခဲ့တာပါ လင်းရတစ်ခုလုံးကချက်ချင်းဆိုသလိုမီးလောင်သွားခဲ့တာကြောင့်လူအလုံးကတစ်ချိန်တည်းမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အိန္ဒိယလူမျိုးတဦးကအသက်ရှင်နေခဲ့တာပါ။လူပေါင်း242ယောက်ထဲကတယောက်ထဲအသက်ရှင်ကျန်ရသူ ဖြစ်ခဲ့ရပါတယ်။ဘေဒင်ဆီယာမားကတော့ မချုံမြင်ခဲ့တယ်လို့ဖြစ်သွားတဲ့အတွက်တကယ်ကိုစိတ်မကောင်းဖြစ်နေရတာပါရှေးဖြစ်ဟောထားနိုင်ခဲ့တဲ့အိန္ဒိယပီရင်ဆီယာမကိုပရိသတ်တော်ယုံကြည်လားဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်